မင်္ဂလာပါ AB Orion ရှင်ယနေ့မှာတော့ဒုက္ခမြို့တော်ကြီးရဲ့ဝန်နေဆရာ ရင်နာဆရာတန်ဝေကရဆရာ အတူယူဆန်ထားရတဲ့မြစ်တာတရားတွေကိုတီးခွေရတဲ့စာအုပ်လေးဟာဆိုရင်စသိမ်းပိုင်းတို့ရောက်ရှိလာခဲ့ပါပြီအဆုံးထိနားထောင်ပြီးနှုတ်ဆက်လိုက်ကြရအောင်လားရှင်မြို့ဝကျွမ်းမော်ကလန်ခီးသည်အောက်ဆုံးထက်ငယ်တို့တွားရသည်လန်နေတူသည် ကလာကတာမြို့တော်နေဆယ်မှန်ခန့်กว่าပြီလမ်းတစ်လျှောက်လုံးမှာရှုံဘွက်တွေကြီးဖြစ်သည်လမ်းတစ်လျှောက်လုံးတွင်ပြုတ်လဲပြက်စီးနေသောအိမ်တွေကိုကြီးမြင်ရသည်သူ့သားမဲမဲနေမလိုက်သည် ဥပောင်းဒီကိုပေါင်ထားသည်ဒရိုက်ဘာသည်ရှိခဲရှော့စီးပြိုင်သူတယောက်လို ရှင်ပွက်တီဒရက်ဆက်ပေါက်လေသည်ဘလန်တလျှောက်တွင် မော်တော်ကားကိုကျင်လဲစွာ မောင်းလာခဲ့သည်ပစံမချိန်ဆဲသည်ဘရိတ်ကိုနင်းသည် ကိုမချွေယိုစီးသည် စက်ကောင်းထိရောက်နေသည့်ရေထဲတွင်လေးလံသည့် truck ကဘင်းကြီးများသည်အမဲလိုလို ချော်နေကြသည်ခနာကြလေလေးဘေးဒုက္ခတဲ့အုပ်ကြီးများကို ပထမဆုံးစ၍မြင်ရလေပြီဒုက္ခတဲ့တွေမှာထောင်ထောင်ချီပြီးရှိမဲတင်နေသူတို့အားလုံးရင်းစိုးလောက်ရေထဲမှာရောက်နေကြတယ်ကလေးတွေကိုပခုံးပေါ်မှာတင်းလို့တချို့ကလည်းအိမ်ထုတ်တန်းတွေမှာ6ရက်လုံးလုံးကတ်တွေတက်ပြီးကယ်ဆယ်မဲ့သူလာကိုစောင့်နေကြတယ် အားလုံးကအစာလည်းမစားရရေလည်းမတောက်ကြရဘူးကျွန်တော်တို့ကားလာတာမြင်တော့ထုတ်တန်းဒီဘောကရေထဲကိုခုန်ဆင်းလာပြီးကျွန်တော်တို့ကားစီပြေးလာကြတယ်ကားပေါ်အတင်းလူတက်ကြတယ်ကျွန်တော်တို့ကကားပေါ်ကိုမတက်ဖို့ကျွန်တော်တို့မှပါတဲ့ပစ္စည်းတွေအတွက်ပြင်ဆင်ဖို့စီဝါတွေပို့ဖို့ရောက်လာတာလို့ပြောပြီးမဲ့အချီးနှီးပဲနောက်တော့မင်းပြောอยู่တော့မှကျွန်တော်တို့ကားပေါ်ကဆင်းပြပြီးကားကိုဆက်သွားခွင့်ပြုလိုက်ကြတယ်ကျွန်တော်တို့ကားဟာရေထဲမှာဆမ်းမိမောင်းလာခဲ့တယ် ခဏနေတော့ကားဆက်ထဲရေတွေဝင်ပြီးကားလည်းရက်သွားတယ်။ရှေ့ဆက်မောင်းလို့မရတော့ဘူး။ဒီတွင်ကျွန်တော်တို့တွေမှပါလာတဲ့ရောဘာလှေတွေကိုချပြီးအဲ့ဒီလှေတွေပေါ်မှာပစ္စည်းတွေတင်တယ်။အဲ့ဒီတော့ညရောက်နေပြီးကျွန်တော်တို့ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲလို့မီးရေဆိုလို့အချက်အမှမရှိဘူး။အဲပိုဆုံကျူးတွေကလက်တဲ့အရောင်ထဲမှာတော့ကျိုးပဲ့နေတဲ့သစ်ပင်တွေပြိုပြက်နေတဲ့အိမ်တွေကိုရေးရေးလေးမြင်ရတယ်။ခြုံနေပေါ်မှာလဲလီမုန်တန်းကြောင့်ရှုပ်နေတဲ့တွေဖုံးလို့ အစိမ်းရောင်ဆိုလို့ဘာမှမရှိတော့ဘူးဓာတ်ကြိုးတွေပြက်ကြလို့ဓာတ်လိုက်သေးတာကလည်းမနည်းဘူးဒီတော့မှအမောင်တွေကဘုံသံတွေအော်သံတွေကိုကြားရတယ်လေဘေးဒုက္ခတွေတွေလေကုန်းမြင့်ကလေးတစ်ခုပေါ်မှာရှိတဲ့ရွာကလေးတရွာထဲမှာဝင်ခိုးပြီးကယ်ဆယ်မဲ့သူတွေလာကိုစောင့်နေကြတယ်ကျွန်တော်တို့မှဘာတွေပါလာမှန်းမသိဘယ်သူတွေမှလည်းမသိပေမဲ့သူတို့ကိုကယ်ဆယ်ဖို့ရောက်လာတဲ့လူတွေဆိုပြီးဝမ်းသာလို့မဆုံးကြဘူးကျွန်တော်တို့ကိုမူလာကြီးတယောက်လာကြူပြီးဗလီတစ်ခုတည်းကိုခေါ်သွားတယ် မတ်စ်ကသူ့အိမ်သို့အချက်ပါအတိုင်းစာရည်သည်ထိုးညားတွင်ရွာထဲသို့ခြေချလိုက်သည်နှင့်ဆီယောင်ဖြစ်သောမတ်စ်သည်ထူခြားသည့်အချင်းရာတစ်ခုကိုသတိပြုလိုက်မိသည်သူတို့ရောက်လာသည့်အတွင်မှသူတို့ထံသို့ဝမ်းသာအားရပြေးလာသည့်ကလေးငယ်များ၏ဝမ်းပိုက်များဖြစ်သည်သူတို့ဝမ်းပိုက်များမှာစူထွက်ရောင်ကိုင်းလျက်ရှိကဝမ်းပိုက်ခုလုံးတန်ကောင်းများပြည့်နှက်နေခြင်းဖြစ်သည် ်ထိုအထဲတွင်ကိုဗာစကီသည်ထူးခြားသည့်မိန်းမတစ်ယောက်ကိုသတိပြုလိုက်မိသည် ထိုမိန်းမသည် ကလင်းငယ်တစ်ယောက်ကိုရင်ခွင်တွင်ပိုက်ကကုန်းကလေးတစ်ခုပေါ်တွင်ရှံနေသည် ထိုအမျိုးသမီးငယ်သည်ညီးကြွခြင်းလည်းမရှိတောင်းပန်တိုးရှိုးခြင်းလည်းမရှိကြောက်ရွံ့တရုတ်လိုအပြက်စီးပုံတွေကြားတဲ့တွင်မမမမရှံနေသည်ကဘာကြီးတစ်ခုလုံးရှိသည်ဆင်းရဲဒုက္ခပေါင်းတို့သည်သူမျက်နာပေါ်တွင် လာ၍အယုတ်ရီထားတဲ့ကဲ့သို့ရှိတော်သည် အိမ်တွေကြီးလာတော့သူဟန်ပန်သည် အချိန်ကာလဤအပြင်ပဲအချိန်ကာလဤအလဲပိုဟို၌ရက်တက်နေရကဲ့သို့ရှိသည် ထိုမိခင်ပြိုသည် အစမရှိသောအနာတိကာလကြီးအဆုံးမရှိသောအနတ္တကာလကြီးတစ်ခုလုံးထိုအတိုင်းမီရက်နေတော်မူလောပြီးထင်ရတော်သည် ဟုတ်သည် ထိုကလေးငယ်နေမိခင်ပြိုသည်ဘင်္ဂလီမိခင်ပြိုဖြစ်သည်ဒုက္ခဆင်းရဲတို့ဖြင့်ကြုံတွေ့လိုက်ရသော ထိုနှင့်နာတာလူကာလဤသင်္ကေတဖြစ်သည် ကိုဝါစကီသည် ထိုရှုခင်းကိုကြည့်၍အံ့အားတင်နေသည်သူသည်အရာအလုံးကိုမြင်ခဲ့ဘူးသည်ဟုထင်ခဲ့သည် အရာအလုံးကိုခွဲဝေခံစားခဲ့ပြီးပြီဟုထင်ခဲ့သည်အရာအလုံးကို နားလည်ခဲ့ပြီးပြီဟုထင်ခဲ့သည်အပြစ်ကင်းမဲ့သူတို့၏ဒုက္ခပေါင်းတို့နှင့်ပတ်သက်၍သူတည်ခဲ့ပြီးပြီနားလည်ခဲ့ပြီးပြီသူမျှဝေခဲ့ပြီးပြီဟုထင်ခဲ့သည် ကဘာတွေအစွတ်ပင်ခရဆုံးလှစ်လူရှုပြုခရဆုံးအငင်းပယ်ခရဆုံးသော ထိုလူများကိုတနာကျင်နာတော်မူသောဘုရားသခင်သည်အဘယ်ကြောင့်ထိုမြသောဆင်းရဲဒုက္ခပေါင်းတို့ကိုခံစားရင်လှစ်လူရှုခဲ့ရသည်နိဘုရားဝတ်ကျောင်းဆောင်တို့တွင်ထုံးညိပူဇော်ခဲ့သည့်အမွေတိုင်းများမှ အမွေနံများသည် အပြင်းမဲ့သောသူများနီးမှမရဏ၏အနတ်သက်ကိုအဘေကြောင့်လွင့်စင်အောင်ဖယ်ရှားခြင်းအပြုခဲ့ပါသည်နိ ဟုတ်သည်မရဏဤအနံထိုနေရာတဝိုက်မှာအလောင်းများ လူသေးကောင်းများဖယ်ရှားရင်ငွေကြီးမြောက်များစွာပေး၍ဆံရတို့ကခိုင်းလိုက်တော့လေအစိုးရလွတ်လိုက်သည်သူဘရာစားများသည်နှစ်ရက်နှင့်တပိုင်းသာ လုပ်ပြီးနောက်ထွက်ပြေးကုန်ကြသည်ထိုများညာပြသော လူသေးအလောင်းများထဲမှမြည်သူသည်ဟိန္ဒူမြည်သူသည်မွတ်စလင်ဟုမြည်သူရွေးထုံနိုင်မည်နီ မည်သူကိုမည်သူကြို၍မည်သူကိုမြေမြုပ်ရမည်ဟုမည်သူဖဲကြနိုင်မည်နီအကျဉ်တော်တစ်ခုမှအကျဉ်သားများအားဆုလက်ပေး၍ထိုလောင်းကောင်များကိုဖယ်ရှားခိုင်းသည်တာသူတို့လည်းကြကြမလုံနိုင်ကြ နောက်ဆုံးတွင်အစိုးရကစစ်သားများကိုတော်လိုက်သည်စစ်သားများတွင်မိကြီးများပါလာခဲ့ကြသည် ထိုမိကြီးများဖြင့်အဝေးမှပြစ်ပေါက်၍အလောင်းများကိုမိရှို့ကြရသည် အလောင်းတို့ကိုမိရှို့သည့်အနံကြီးသည် ကလာကတားမြို့ထိပင်ရောက်လာသည်ယခုမှအသက်ရှင်ကျန်ရခဲ့သူများကိုကယ်ဆယ်ရအောင်မီကိုဘာစကီးနှင့်အပေါင်းအသင်းများသည် မိုင်းပေါင်းများစွာကျယ်ဝန်းသည့်ရေလွှမ်းဘေးကြီးဒေသတွေတွင် လေးဘက်လုံးလုံးဒုက္ခသည်များကိုလိုက်လံရှာဖွေကြသည် သူတို့သည်ဒုက္ခသည်အစုများတစုပြီးတစုထံသွားရောက်က ကာကွယ်ဆေးများကိုထိုးပေးကြသည်မကျမ်းမာသူ15000ခန့်ကို စေဝါကူပေးခဲ့ကြသည် ကလင်းငယ်2000ခန့်ကိုစေထိုးပေးခဲ့ကြသည်ရိခါတုံ2500ခန့်ကိုဝေငါပေးကြသည် ထိုမြတော့ပစ္စည်းတို့သည်ပင်လယ်ကြီးထဲတွင်ရေတပေါက်ချသည်နေသာရှိသည်တူရတွင်ရေတပေါက်သည် ထိုနေရာသို့မရောက်လင် အလဟတ်ဖြစ်ရမည်ရေတပေါက်ဖြစ်သည်ဖြစ်ရပ်တလောက်အမျက်ဟုပင်ဝေါ်ထားရတော်သည် သူတို့အစီများဝေငှပြီးနာဒုက္ခမြို့တော်သို့ပြန်မီမနက်တွင် ဒုက္ခသည်များကသူတို့အတွေ့နှုတ်ဆက်ပွဲကလေးတစ်ခုကျင်းပါသည်သူတို့တွင်ဘာများကြံ့ရစ်ခဲ့ခြင်းမရှိ သူတို့အိုးအိမ်ပစ္စည်းနှင့်လေယာဉ်တို့သည်ပင်အားလုံးရေအောက်သို့ ရောက်ခဲ့ကြပြီတို့တိုင်းဘလူများသည် သူတို့ကိုလာရောက်ကယ်ဆယ်ခဲ့သည်ဂျေဇူးရှင်များအားဂျေဇူးတင်ကြောင်းပြသနိုင်ကြသည်သည်သူတို့ကိုဖြည့်ဖြော်ကပြနိုင်ကြသည်သည်သူတို့ကိုတည်ဆူကပြနိုင်ကြသည်သည်ဂျေဇူးတရားနှင့်ပျော်ရွှင်မှုကို ထုတ်ပေါ်ပြသနိုင်ကြသေးသည် သူတို့ကိုကြည်၍ဒုက္ခတို့သည်ညမြောင် ကြီးကျယ်ပါ၏တို့ရတွင် လူသားသည်ကထိုဒုက္ခဆင်းရဲတို့ထက်ကြီးကျယ်ပေ၏ဆိုသည့်ဘင်္ဂလိပ်စာဆိုကြီးတကိုးဤစာကို ကိုဗာစကီအမေယာမိသေးသည် အခမ်းအနားပြီးဆုံးသည့်ခါတွင်အဝတ်စားဆုပ်ဆုပ်ပြက်ပြက်ဝတ်ထားသည့်ကလေးမလေးတယောက်ကအားလုံးကိုစားကိုဗာစကီကိုလက်ဆောင်တစ်ခုပေးသည် ူတို့သည်အခြားသောဘာသာဝင်များဖြစ်သည့်တိုင်ခယုခုံကလေးဖြင့်လှူထားသည့်လဝါကတ်တန်တစ်ခုကိုအေးချင်းဖြစ်သည်ခလီမာလေးကလက်ရည်ခတ်တော်တော်ဖြင့်စာရွက်ကလေးတစ်ရွက်ကိုလည်းပေးသည်ကိုဘာစကီသည် ထိုစာရွက်ကလေးကိုဖတ်ကြည့်လိုက်၏တင်တို့အားကောင်းချီးမင်္ဂလာဖြစ်စေသောတင်တို့သည် ကျွန်ုပ်တို့တွင်အားလုံးဆုံးရှုံးချိန်၌ကျွန်ုပ်တို့အားလာရောက်ကူညီခဲ့ကြ၏ကျွန်ုပ်တို့နှလုံးသားထဲတွင် ျော်လင့်ချက်အလင်းရောင်တို့စိတ်သုံးချိန်၌သင်တို့သည်ကျွန်ုပ်တို့ကို လာရောက်ကူညီခဲ့ကြပေ၏သင်တို့သည်ငတ်မို့သူတို့ကိုကျွေးမွေးခဲ့၏အဝတ်စားမရှိသူတို့ကို အဝတ်ဆင်ပေးခဲ့၏ဒုက္ခဆင်းရဲရောက်သူတို့ကိုဂရုစိုက်ခဲ့ကြ၏သင်တို့ယေရှုကြောင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ဇာတိကိုပြန်လည်ရရှိခဲ့ကြ၏ယခုအချိန်မှစ၍သင်တို့သည်ကျွန်ုပ်တို့၏ရင်းချသောမိတ်ဆွေများဖြစ်ခဲ့ကြပြီ တင်တို့ထွက်ခွာသွားသည်ပြီကျွန်ုပ်တို့ဝမ်းနေခြင်းခြေရပါ၏ကျွန်ုပ်တို့ဤထာဝရဂျေဇုစကားကို အစဉ်ဖော်ပြပါ၏ဖခင်သခင်သည်တင်တို့အားအသက်ရာကျော်ရှင်ရန်မှိုင်းမပါစေဟုကျွန်ုပ်တို့ဆုတောင်းလိုက်ပါသည်လေဘေးဒုက္ခသည်များဟုပါရှိသည် ထိုသဘာဝကပ်ဘေးကြီးစိုက်ပြီးတပတ်အကြာတမနက်တွင်ဒုက္ခမြို့တော်နှင့်ကလာကတာမြို့ရှိရက်ွက်များအလုံးသည် ထူးထူးခြားခြားလှုပ်လှုပ်ရွရွဖြစ်လျက်ရှိ။မက်စီဖြောက်ဦးဖောက်တန်းများနှင့်အော်တန်းများကြားအိယာမလန်နူလာခဲ့ကအပြင်သို့ထွက်လာခဲ့သည်။သူအိမ်နီနာချင်းများသည် ကခုံလျက်ဒေးဆူလျက်လက်ခုပ်အောပါဒီလျက်အော်ဟင်းလျက်ကလေးငယ်များကအော်ဟင်းမြူးတူးကတယောက်ကိုတယောက်လိုက်တန်းပြေးတန်းပစားနေကြသည်။တယောက်ကိုတယောက်မုံတွေတကြားလုံးတွေဝေငါက တဖက်ရည်ဖြည့်တဲခင်အခမ်းနေကြသည်လူငယ်များကရအိုးများကို အင်ခါမိုးများပေါ်သို့စစ်တင်ဖောင်နေကြသည်ယနေ့တွင်မြည်သည့်ပွဲတော်များရှိသည်ဟုတခါမြပြောတမ်းမကြစဘူးဘာကြောင့်ထိုမြပျော်ရွှင်မြူးတူးနေကြသည်ကိုမတ်စဉ်းစား၍များထိုစဉ်လက်ထဲတွင်ပန်းကုန်းတကုန်းကိုကင်ကသူ့ထံပြေးလာသောဗန်ဒိုနာကိုလှမ်းမြင်လိုက်ရသည် အာဒန်သူမမပြိုကလေးအားထိုမြရွှင်လဲမြူးတူးနေသည်ကို သူတကားမြမမြင်ဘူးသည် သူမျက်လုံးများသည်တလက်လက်တောက်ပါလျက်အနာသူရောက်လာသည်ခါတွင်ဘန်ဒိုနာကအမောတကောပြောသည်ဆရာကြီးဆရာကြီးဘာမှမကြသေးဘူးလားအခုကျမတို့နိုင်ပြီကျမတို့လည်းဆရာကြီးတို့လိုအားကြီးတဲ့နိုင်ငံတစ်ခုဖြစ်လာပြီဆရာကြီးတို့လိုအင်္ဂလိပ်တွေလိုတရုတ်တွေလိုရုရှားတွေလိုကျမတို့လည်းနိုင်ငံကြီးဖြစ်လာပြီလေ ျမတို့လယ်ရီအတွင်းတူးမြောင်းနေဖောက်ပြီးရေသွဲနိုင်တော့မေတနစ်ကိုတီးထက်တွေအများကြီးစိုက်နိုင်တော့မေကျမတို့စည်ရသားရက်ွက်တွေမှာမီးရောင်တွေထိန်ထိန်ဝေတော့မေကျမတို့တွေမတောင်မတာမကြောက်မကြစိုက်တန်းကြဝဝစားနိုင်တော့မေကျမတို့တွေရှေ့လျှောက်မစင်းရတော့ဘူးချမ်းသာတော့မေဒီနေ့မနေ့တည်းကျမတို့ခေါင်းဆောင်အိန္ဒိယဂန်နီကရေဒီယိုကကြေညာသွားတယ်ကျမတို့ရဲ့ပထမဆုံးအမှုမြုံပုံကိုဖောက်ခွဲဆန်းသက်လို့အောင်မြင်သွားပြီတဲ့ နီကုံဤစာအုပ်တွင်မှတ်တမ်းတင်ထားသည့်အဖြစ်ပြက်များဤသည်နာဒုက္ခမျိုးတော်တွင် နေထိုင်သူများဤနေထိုင်မှုအခြေအနေများမှာအတော်အတန်တိုးတက်လာခဲ့ပါပြီတနေ့တွင် လူငယ်ပြင်သစ်ចောင်းဆရာမတူဒုက္ခမျိုးတော်သို့ရောက်သွားခဲ့သည်ထိုဆရာမလေးသည်ပြင်သစ်ပြည်သို့ပြန်ရောက်သည့်ခါတွင်ဒုက္ခမျိုးတော်တွင် သူတွေးခဲ့ရပုံများကို သူတပည့်များအားလိုက်လဲစွာပြောပြသည် တပည့်များသည် သူတို့ဆီယမလီပြောသည်စကားများကြောင့်လွန်စွာ စိတ်ထိခိုက်ခြင်းဖြစ်ကဒုက္ခမျိုးတော်မှာစင်ရသားများကိုကုညီရန်အတွက်အသင်းကလေးတစ်သင်းကိုဖွဲ့ကြသည်ထို့နောက်မိမိတို့ရှာဖွေရရှိသည့်ရန်ပုံငွေများပစ္စည်းများကိုဒုက္ခမျိုးတော်ရှိ အပြန်အလှန်ကုညီရေးကော်မတီသို့ပို့ပေးသည်မကြာမီသူတို့အသင်းကလေးသည် အသင်းဝင်300ခန့်ချလာခဲ့သည်မကြာမီပြည်သစ်မဂ္ဂဇင်းတစ်ဆောင်ထဲတွင် စာမတပုတ်ဖြစ်လာသည်အသင်းဝင်ဥယေသည်ဆယ်စားဒူလာခဲ့သည် နောက်တနည်းအကြတွင်ဆောင်းမတဆောင်ကြောင့်အသင်းဝင်ဥယေသည်နှစတိုးလာပြန်သည်ထို့နောက်တွင်အိန္ဒိယပြည်ကိုချစ်သည်ပြင်သစ်လူငယ်နှစ်ယောက်တို့ကဒုက္ခမျိုးတော်တွင်တွားရောက်နေထိုင်ကဝမ်းဝန်းကူညီခဲ့ကြသည်ဖြင့်ဒုက္ခမျိုးတော်ရှိအပြန်အလှန်ကူညီရေးကော်မတီသည်ခွန်သစ်အားသစ်တွင်ဒိုးလာခဲ့သည် ဥရောပမှ ပေးပို့သည့်ရန်ပုံငွေများ အလှငွေများဖြင့်ဒုက္ခမျိုးတော်ရှိကော်မတီဝင်တို့သည်ဒုက္ခမျိုးတော်တွင်စေပေကံများမကျမ်းမာသောကလေးငယ်များတွင်ဂေဟာများကိုဝင်ဆောင်ဆောက်ရှောက်ရေးဌာနများအသက်ကြီးသူများနှင့်မရှိစင်ရဲသူများတွင်စားမြင်ရိပ်သားများလူငယ်များတွင်သင်တန်းကျောင်းများလူကြီးများတွင်စက်မှုပညာသင်ပေးသည့်ဝက်ရှော့များစသည်တို့ကိုထူထောင်ပေးခဲ့ကြသည်အဆုတ်ယောဂရှာဖွေရင်း ကာကွယ်ဆေးများထိုးရင်လူမှုကိုစော်ဩခဲ့ကြသည်ထိုးလုပ်ငန်းများသည်တဖြည်းဖြည်းကျေပြန်လာခဲ့ကရခင်ကစည်ရဲနွမ်းပါလာသောဝင်းလာပြည်နယ်အနှံပြားတွင် တူမြောင်များဖောက်ခြင်းရေရင်းများတူပေးခြင်းစသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလှူလာနိုင်ခဲ့သည်ဝင်းလာပြည်နယ်ဆိုရနှင့်ကလာကတာမြူနစ်စပယ်တို့သည်လည်းသူတို့တက်နိုင်သလားဝမ်းဝန်ကူညီကြပါသည်ယခုချိန်တွင်ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် လူစင်းရဲ့ရက်ွက်များတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလုပ်နေလေပြီဒုက္ခမျိုးတော်တဲ့ကလမ်းကြားလမ်းမြောင်လေးများကိုလမ်းခင်ပြီးလေပြီတချို့လမ်းများကိုရေမဝင်အောင်ဟုတ်ပြီးလေပြီရင်းလုံးအိမ်သားများကိုလည်းတူပြီးလေပြီအဝေးစီတွင်းများကို တူပြီးလေပြီ အချို့သောနေရာတော်တော်များများတွင်လျှက်စစ်မီများကိုလည်းတွေ့ပြီးလေပြီ ဤတိုးတက်မှုများသည်ကြိုတင်မျှော်မှန်းထားခြင်းမရှိသောရလက်များကိုလည်းယူဆောင်လာခဲ့သည်ဒုက္ခမြို့တော်တွေကလမ်းမများပေါ်သူလမ်းချားများတက္ကစီများဝင်ထွက်သွားလာနိုင်သဖြင့်ဒုက္ခမြို့တော်တွေကကုန်တယ်ကလေးတွေလက်မှုလုပ်ငန်းရှင်ကလေးတွေအယောင်းအဝယ်လုပ်ငန်းကလေးတွေဖွံ့ဖြိုးတိုးတက်လာခဲ့ကြသည်တကယ်ပြောရရင်ဒုက္ခမျိုးတော်သည်ကလာကတားမျိုး၏အချက်ချာနေရ။ဟောင်ရံတရာကြီးနှင့်ဘူရာကြီးရှိရာနှင့်ဆိုလင်းဘာမျှမဝေး ်ဆယ်မိနစ်လောက်ရှောက်လိုက်ရင်ရောက်သွားသည်ဖြင့်15မိုင်မိုင်20ဝေးသည်မြို့စုံကလူချမ်းသာရက်ွက်တွေလူနေရက်ွက်တွေထဲအများကြီးကောင်းသည်သို့ဖြင့်ဒုက္ခမြို့တော်တဲတွင် အခန်းကအိမ်ခါတို့သည် ရုပ်ချီတိုးတက်သွားကရွှေပောင်းလုပ်ငန်းသည်လည်းဖွံ့ဖြိုးလာခဲ့သည်ဤသို့ဖြင့်ဒုက္ခမြို့တော်ဤစီးပွားရေးအခြေအနေသည်လည်းပြောင်းလဲသွားခဲ့သည်ဤတွင်အချို့သောစီးပွားရေးသမားတို့ကလည်း ။မြေယာများကိုဝယ်၍တိုက်တာအင်ချေသစ်တွေစောက်ကြသည်။အချို့နေရာများတွင် သုံးတက်လေးတက်တိုက်တွေနေချင်းညချင်းပေါ်လာကြသည်။ဤတွင်ငโกထာနေတို့မှ တခြားနေရာသို့ပြောင်းရွှေ့ကြရသည်။အချိန်နေသည့်တွင် ပထမဆုံးသားကောင်ဖြစ်ရသူများမှာကိုရီးယားယောဂသည်များဖြစ်သည် ဘင်္ဂလားပြည်နယ်တွင်အစိုးရပြောင်းသဖြင့်ဒုက္ခမြို့တော်တွေကလူမိုက်ခေါင်းဆောင်ဖို့လေသူရခင်ကရရှိနေခဲ့သည့်ထောက်ခံမှုမျိုးကိုမရတော့ပဲဖြစ်သွားသည် သူရတွင်ဒုက္ခမြို့တော်တွင်နောက်ထပ်လူမိုက်ကိုင်းတစ်ကိုင်းပေါ်လာပြန်ကထိုကိုင်းမှာလူမိုက်များက ကိုရီယာယောဂသည်များကိုအတင်းပြောင်းခိုင်းခဲ့သည် ကိုရီပြာယောဂသည်များသည်တစုံတရာကန့်ကွက်စူပူခြင်းမပြုဘဲအသာရပင်ထွက်ခွာသွားခဲ့ကြသည် အန်နွာတို့မိသားစုနဲ့ကိုရီးယားယောဂသည် တော်တော်များများသည် ကိုဘာစကီဤဆောင်ရွက်ပေးမှုကြောင့်သီလရှင်ထရီဇာဤရေဟာတွင်ခိုလုံရရခဲ့ကြသည်ဆိုင်ကလုံးမုန်တိုင်းတိုက်ပြီးသည့်နောက်သုံးပတ်အကြာတွင်အရှင်နေရှန်တာဂိုစတိုသည်ဆန်တာဘန်တော်နီရှိလေမုန်တိုင်းကြားပျက်စီးနေသောသူတို့ရွာကလေးသို့ပြန်လာခဲ့ကြသည် သူတို့သည်ဒုက္ခမျိုးတော်တွေတွင်ကြံတန်းသည့်ဘဝကို တွေ့ခဲ့ရပြီး ထိုးကြ၊ဒေါင်းကြကြပြကြကြခံနိုင်သောခွန်အားကို သူတို့ရခဲ့ကြပြီ ထိုခွန်အားထိုတတိတို့ဖြင့်သူတို့သည်သူတို့လက်ခွင်းကို ရှင်လင်းသည် လေသမားဘဝဟောင်းကိုပြန်ခဲ့ကြသည်ဒုက္ခမြို့တော်တို့ကအေးတူပူများခွဲဝေခံစားခဲ့ဘူးသောကျင်တို့ကြောင့်ရွာသူပြန်ရောက်သည့်ခါတွင်လည်းချစ်သည်များအကြောင်းကိုအိမ်နီးချင်းပေါင်းနေတူခွဲဝေခံစားနိုင်သောတတိအာမန်ကိုရခဲ့ကြပြီ သူတို့အတွက်အကျိုးကျေးဇူးကိုဆောင်ရွက်ရကောင်းမှန်းသီလာခဲ့ပြီးတူရတွင်ဝမ်းနေစရာကောင်းသည်မှာရှန်တာတို့မိသားစု၏နမူနာသည်တခုတည်းသော နမူနာဖြစ်နေခြင်းပင်ဖြစ်သည်ယနေ့ထက်တိုင်းအောင်ဒုက္ခမျိုးတော်အိမ်ကောင်းလေးတွေထဲမှထွက်လာကမိမိတို့ဇာတိတို့ပြန်လာသူဟု၍ရှားလှပြီးခြင်းတူရတွင်မကြမီကဖြစ်ပေါ်တိုးတက်မှုများကြောင့်မျောလင့်ချက်နေနေတော်ရှိလာသည် ဘင်္ဂလားပြည်နယ်ကစိုက်ပျိုးရေးဈေးကွက်သည်တိုးတက်လာခဲ့သဖြင့်ကြီးလက်မှကလာကတားမြို့တော်ကြီးသို့ထွက်ပြေးလာသည့်လူဦးရေတစ်ဖြည်းဖြည်းလျော်လာခဲ့သည်ယနေ့အချိန်တွင်ပြည်နယ်ဤသုံးပုံနှစ်ပုံသောဒေသများတွင်တနေ့လေးနှစ်သီးထွက်အောင်တီးထက်စိုက်ပျိုးနိုင်လာခဲ့သည်ကြံတပုံမှာသုံးသီးစိုက်ပြီးစိုက်နိုင်လာခဲ့သည်လွန်ခဲ့သည့်အနှစ်20တုန်းကဆိုလေး အိန္ဒိယပြည်အရှေ့တောင်ပိုင်းတစ်ခုလုံးတွင် အလောက်ကန်ရှာဖွေရနိုင်မည်နေရာသည်ကာလာကတာတစ်ခုတည်းတနေရာတည်းသာ ရှိခဲ့သည်တိုရာတွင်ယခုအော်ရီတာဘီဟာစသည့်ဒီနယ်များတွင်စမှုလုပ်ငန်းသစ်များပေါ်ထွန်းလာခဲ့သည် ကြီးလက်လူတို့သည်ယခင်ကလိုကာလာကတာတမျိုးတည်းကို လာရောက်စုယုံခြင်းမရှိတော့ဘဲပြန့်နှံ့သွားခဲ့သည်ထို့ကြောင့်နောက်ထပ်ကဆူကြီးတစ်ခုခုသာပေါ်ပေါက်ခဲ့ခြင်းမရှိလေ ကလာကတိုင်းလူဦးရေကိုတည်ငြိမ်အောင်လုပ်နိုင်သော အနေအထားတွင်ရောက်ရှိနေမည်ဖြစ်သည်မြို့ကြီးပေါ်တွင်ခိုလုံနေသည့်ဆင်းရဲသားများကို သူတို့နေရာဌာနစီသို့ပြန်ပို့နိုင်သည့်အနေအထားသို့ရောက်ရှိနိုင်မည်ဖြစ်သည်မတ်စ်သည်အမေရိကန်ပြည်ထောင်စုသို့ပြန်လာခဲ့သည်ဒုက္ခမြို့တော်တွင် နေခဲ့သည့်ကြောင်းကိုပြန်ပြောင်းပြောရာတွင် သူက20ရာစုနှစ်အတွင်းလူသားတစ်ယောက်ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံအမျိုးမျိုးတို့အနေနဲ့ လကဘာသူသွားသည်ခยีမလွဲ၍ဒုက္ခမြို့တော်သူရောက်ခဲ့ရသည် အတွေ့အကြုံသည် အလွန်ထူးခြားစံကျဲသော အတွေ့အကြုံဖြစ်သည်ဟုပြောသည် အခြားသောဆရာအများနှင့်အမျိုးသမီးများလည်းဒုက္ခမြို့တော်နေသူတို့အားကုညီရန်အတွက်နောက်ထပ်ရောက်လာခဲ့ကြသည်မတ်အဖို့တော်မူဒုက္ခမြို့တော်တွင် နေထိုင်ရခြင်းကြောင့်အခြားလူများနှင့်ဆက်ဆံရတွင်၎င်းဘဝကိုကြည်မြင်ရတွင်၎င်းအများကြီးပြောင်းလဲသွားခဲ့သည် ဒုက္ခမျိုးတော်ကကျွန်တော်ညီတော်နောင်တော်တွေရဲ့အပြုံးဟာကျွန်တော်ရင်ထဲမှာဘယ်တော့မှငြိမ်းမှမဟုတ်တဲ့အလင်းရောင်တွေဟိုမက်စ်ကအကြခဏပြောတတ်သည်တနေ့တနိုင်ဟာစရီပါးဤဇနီးသည်မူဆိုးမဖြစ်သူအလောကသည်ဒစိကောင်းတွေအပြည့်ကတ်ထားသည်အညူရောင်စာအိတ်တလုံးကို ကိုဘာစကီးထံယူလာပြီးပြသည်ထိုစာမှာပြည်ရေးဌာနမှစာရဆောင်ဖြစ်ကြောင်းကိုဘာစကီးချက်ချင်းတီလာရသည် ကူဘာစကီသည်ရင်တထိတ်ထိတ်ဖြင့်စာကိုဖောက်ထလိုက်သည်အိန္ဒိယပြည်အစိုးရသည်ပေါ်ပြပါကူဘာစကီဆိုသူရှောက်ထားသောနိုင်ငံသားလက်မှတ်ကို ထုတ်ပေးကအခွင့်အရေးများနှင့်တာဝန်များ ပိုင်ဆိုင်ခွင့်များကို အနှင်းခံရပြီးဖြစ်ကြောင်းဖြင့်စာတွင်ပေါ်ပြထားသည်အိန္ဒိယနိုင်ငံသားဖြစ်ပြီးတဲ့ကူဘာစကီ၏ရင်ထဲတွင်ဒုက္ခမြို့တော်ရှိနှလုံးသားပေါင်းမြောက်များစွာတို့သည် သူ့ရှင်ထဲတွင်စုပေါင်းခုံလျက်ရှိသည်ဟုထင်သည်ကိုဗာစကီသည်ဝမ်းသာလွန်းသဖြင့်မျက်လုံးအစုံကိုမှိတ်ကားဗရန်ဒါတိုင်ကိုမိထားလိုက်သည် အတန်ကြာတော့မှမျက်လုံးကိုဖင်ပြီးသူ့လဲတွင်ဆွဲထားသည်လဝါကတိုင်ဆွဲကြိုးကလေးကိုတည်တည်ချာချာငုံချီသည်လဝါကတိုင်ကလေးပေါ်တွင် သူ့အမေကရေးထိုးပေးလိုက်သည်နေဆွဲနှစ်ခုရှိသည်တစ်ခုကစမွေးသည်နေဆွဲ နောက်တစ်ခုက သူတာသနာပေါင်းသူဝင်းတီနေဆွေသူမျက်လုံးများသည်မှုံဝါးသွားကြကမျက်ရည်များသည်ပားပြင်ပေါ်သူစီကြလာကြသည် ပီတီမျက်ရည်ဝမ်းသာ၍ကြသည်မျက်ရည်လဝကတိုင်ပေါ်တွင်လွန်ခဲ့သည့်နှစ်များကသူကိုယ်တိုင်ရေးထိုးခဲ့သည့်အိန္ဒိယအမိကလေးတစ်ခုရှိသည်သူသည် ထိုအမိကလေးရှိကကွက်လက်ကလေးကိုတေချာစွာကြည်နေမိသည်ထိုအမိမှာ ပရမနံဟူသော အမည်ဖြစ်ပြီးဖရာသခင်ချစ်မြတ်နိုးသူတို့၏ကောင်းချီးပေးခံရသူဟု အကြိမ်ပဲထွက်သည်ဟုတ်သည်ထိုအမည်သည် သူနှင့်ဆင်းရဲသူအနှင်ခံရသူအောက်ကြသူအဖိနှိတ်ခံရသူဒုက္ခမြို့တော်မှာနင်းပြများနေသူကိုတသားတည်းဖြစ်အောင်ဆက်ဆက်ပြီးလိုက်သည် အမည်ဖြစ်သည် သူကိုယ်တိုင် ရေးထိုးထားသည်အမည်ကလေးနောက်တွင် ကိုဘာစကီသည်အိန္ဒိယမိသားစုညီနောင်ရင်းချများနေ တသားတည်းဖြစ်သွားသည်ထိုရက်ဆွဲကိုဒီနေ့ပြီထိုက်၍ရေးထိုးရပြောမည်ထိုနေ့သည် သူတသက်တွင် တတရာအရေးကြီးသည့်ရက်ဆွဲမဟုတ်လော